ဖြစ်နိုင်တာတခုကတော့ဒီလိုပေါ့ပဋ္ဌာန်းတရားတော်တွေကိုစမ်းကျင်တဲ့ဘုရားတရားကိုမကြည်ညိုတဲ့ပုဂ္ဂိုလ်ဒီနေရာမှာရွတ်တယ်ဆိုပါစို့ရွတ်မဲ့ဆိုရင်စမ်းကျင်မဲ့တော့ဖြစ်နိုင်တယ်တွေးနိုင်တယ်ပေါ့နှောက်ရှက်ပြီးတယ်ဆိုအဲ့ဒါမျိုးပေါ့မှန်ပါဗျာဥပမာပဲပဋ္ဌာန်းတွေရွတ်နေတယ်ဒီအတန်ချဲဆက်ကြီးနဲ့ရွတ်လို့နားမခံနိုင်လို့စမ်းကျင်တဲ့လူရောရှိတာပဲလူတွေမှာမှန်ပါဗျာမှန်ပါဗျာဟုတ်တယ်ဟုတ်လားမှန်ပါဗျာအဲ့ဒါကတော့အတန်ကျဲလို့ စัญญမဲ့ဖြစ်တယ်ဆိုတာအဓိပ္ပာယ်တစ်ခုပေါ့နော်မှန်ပါဗျာအဲ့လိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားကိုမကြည်ညိုလို့စန့်ကျင်လို့ဘာသာချင်းမတူလို့မုံတီးတဲ့ပုံကိုယ်တွေရလည်းပဲလူသားကအနှောင့်အယှက်ပေးတာကတမျိုးမှန်ပါဗျာလူတွေမမြင်ရတဲ့တရားတွေထဲမှာလည်းပဲဒီလိုမကြိုက်တဲ့တရားတွေရှိနိုင်တယ်တတ်တယ်ပါလေမှန်ပါဗျာမကြိုက်တဲ့တရားတွေကဒါရွရင်သူတို့အနေထိုင်ခက်တယ် ်ဆစ်ဆင်းရဲတယ်ဆိုရင်နောက်ရှေ့ပေးနိုင်တယ်ပေါ့မှန်ပါဒါကတော့ပေးနိုင်တဲ့အနေထားရှိတယ်ပေါ့မှန်ပါဒါကြောင့်မလို့ပဋ္ဌာန်းရွတ်တော့မယ်ဆိုရင်မေတ္တာပို့ပြီးတော့အလုံးလက်ခံနိုင်တော့မေတ္တာစိတ်နဲ့ရွတ်ရင်တော့ပိုကောင်းတယ်ပေါ့နော်မှန်ပါဗျာ